နေပြည်တော်ပြည်သူများအတွက်အောင်မြင်သူကမလီမီတာမှာဥလာမျိုးဦးစောင်းကြီးမိသားစုကငွေကျပ်သိန်းပေါင်းတသောလူတန်းပေးတာဖြစ်ပါတယ်ခင်ဗျာမန္တလေးမြို့အခြေဆိုင်အောင်မြင်သူကုမ္ပဏီများအုပ်စုကငလင်ဘေးအတွက်ငွေကျပ်သိန်းသသောလှူဒန်းခဲ့တယ်လို့သိရပါဗျ။နာဆာကဥက္ကဋ္ဌထံမန္တလေးမြို့အခြေဆိုင်အောင်မြင်သူကုမ္ပဏီများအုပ်စုကတာဝန်ရှိသူတွေဖြစ်တဲ့ဦးစောငိန်ဦးလာမျိုးတို့ကငလင်ဘေးသိမ်းပြည်သူတွေအတွက်ငွေကျပ်သိန်းသသောပေးရလှူဒန်းခဲ့တာဖြစ်ပါတယ်။ အောင်မြင်သူကုမ္ပဏီအနေနဲ့ငွေသားသိန်းသက်သောင်းလှူဒါန်းနာအပြင်မန္တလေးမြို့တွင်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုပါ ငလင်းလှုပ်ပြီးချိန်ကစပြီးနှင်းညကိုငင်လှုပ်ဆောင်ပေးနေတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်လို့သိရပါဗျ1912ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့မေမျိုးငလင်းအပီးနှစ်ပေါင်း100ကျော်အတွင်းအပြင်းထန်ဆုံးအဖြစ် Richter scale 9.8ရှိတဲ့အင်အားပြင်းငလင်းဟာမလ28ရက်မှာမြန်မာနိုင်ငံအလဲပိုင်းစကိုင်းဒေသကိုဗဟိုပြုလှုပ်ခတ်ခဲ့တာကြောင့်ပျက်စီးဆုံးရှုံးမှုများစွာနဲ့ကြုံတွေ့နေရပါတယ်။အဆိုပါပြင်းထန်တဲ့ငလင်းလှုပ်ခတ်မှုကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသ ခြေတို့မှာရှိတဲ့ငလင်တန်သင့်တဲ့နေရာတွေကိုအရေးပေါ်အခြေအနေအဖြစ်အမျိုးသားတဘာဝဘီအန်ဒီရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကကြေညာခဲ့ရပါတယ်။အင်အားပြင်းငလင်ကြောင့်မလ31ရက်အထိစီရင်အရာလူ2056ဦးသေဆုံးခဲ့ပြီးတာသနိကအဆောက်အုံတွေရှေဟောင်းအမွေနဲ့အဆောက်အုံတွေပျက်စီးပြိုကျကတချို့ဒေသတွေမှာကုညီကယ်ဆယ်ရေးတွေလိုအပ်လျက်ရှိရလို့သိရပါတယ်။